ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းသူ့ပြန်လိုချင်ပါလဲမိုင်ပထမဆုံးရေးစားရှိအိမ်ကလည်းသဘောတူတယ်တလန်းနဲ့မှလည်းအမပြန်လည်းအရန်ချက်တယ်သူသူတို့မျက်စိအောက်ကကြီးလာတဲ့ကလေးမို့ခုနှစ်နှစ်တွဲခဲ့တယ်၃နှစ်ကမိဘတွေနဲ့တူတူပေါ့နောက်ထပ်၄နှစ်ကသူနိုင်ငံခြားသွားတယ်သူယူဖို့ပြန်လာခဲ့တယ် မအသက်22နှစ်ပဲရှိသေးတယ်။အဲ့ချိန်မှာအမမိဖတွေကိုအရန်ထားနိုင်နေပြီ။အဲ့ဒီအချိန်မှာကားတကား5000ရနေပြီ။အမဘာနဲ့မှမလင်းနိုင်ဘူး။အဲ့ဒီရီစားကအမတိုက်ခန်းလူချင်းတိုက်ခန်းတိုက်ခန်းနဲ့မနေချင်ဘူးခြံနဲ့ဝင်တယ်လို့ပြောလိုက်တယ်ကျွန်မခြံနဲ့ဝင်တယ်ပြောင်းနေပြောင်းဝယ်ပြီးခဲ့တယ်ဒါပေမဲ့အမစဉ်းစားတယ်အမသူ့ကိုယူရင်အမတယောက်ထဲကောင်းစားမှာငါတယောက်ထဲကောင်းစားဖို့ဘာဖြစ်လို့လုပ်မှာလဲအမအဲ့အသက်ရွယ်ရဲ့အဲ့အတွေးရှိတယ်ကိုလို့မယုံတတ်ဘူးမ အတော့ပြောတယ်။ကြိုက်တာရွေးပါ။ chance ပေးတယ်။လူချင်တာအကုန်ပေးမယ်။သူနဲ့ရုပ်ရှင်နဲ့ဘယ်ဟာရွေးမလဲ။အမသူ့မျက်နှာကိုဆေးဆေးကြည့်ပြီးပြောခဲ့တယ်။ရုပ်ရှင်ကိုရွေးတယ်။အဲ့တော့ तू ကလည်းအမကိုပြောတော့တယ်။ခုနှစ်နှစ်ဆိုတဲ့ဟိုဘက်မိဘဒီဘက်မိဘတည်တယ်။အကုန်လုံးပြည်လေတယ်။ပြဿနာမရှိဘူး။အဲ့ဒီအခြေအနေတစ်ခုဒီအမှုပညာနဲ့ရှင်ပြီးတော့ရွေးသွားနိုင်တယ်။ အောင်မြင်ကြိုးစားပါတယ်။အဲ့ချိန်မှာမဘာမှမဟုတ်သေးဘူး။အဲ့တော့မအမြဲတမ်းလှုပ်တိုင်းစဉ်းစားတယ်။ငါအောင်မြင်မှဖြစ်မယ်။ငါမိပါတော့။ဟောဘကခြံကြီးဝင်းကြီးတွေတောင်ငါပြစ်ပြီးရွေးထားတာ။ဘာတော့တော့မဆုံးနိုင်ဘူး။ငါ့ကိုခြံနဲ့ဝင်းနဲ့ထားတယ်။ငါငါမိပါ့ကိုခြံနဲ့ဝင်းနဲ့ထားမယ်။သူထားတဲ့ခြံနဲ့ဝင်းနဲ့ပေါ်မှာအမတက်မနေချင်ဘူး။အမပတ်စံနဲ့ဝယ်ပြီးခြံနဲ့ဝင်းနဲ့အမမိပါ့ကိုထားမယ်။ အမရဲ့အတွေ့အကြုံအဲ့လိုပြောင်းပြစ်လိုက်ပြီးတော့အမအဲ့လူတယောက်ကိုထားပြစ်ခဲ့လိုက်တယ်အမရဲ့အခုအခြေဦးဒီရေးစားဦးကြောင်းပြောတဲ့အခါမှာအမှုပညာအတွက်ရောမိဘအတွက်ရောအမသူ့ကိုဆွံ့လို့ခဲ့တယ်ဒါပေမဲ့သူကချစ်ချင်းမြတ်တာရောအမကိုတကယ်အပြေဝပေးခဲ့တာဟုတ်တယ်ဒီနေ့ဒီအချိန်မှာဘာလို့လူချင်းလဲလို့မင်းမရှိတော့တဲ့မိဘနေရာပေါ့နော်နံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချက်ပါ မင်းသမီးလောက်တာမကြိုက်တာကလွယ်လို့မဘာဘာရန်ကောင်းနေရကြတဲ့